င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံမြင့်တန်ကြားရဲ့ညနေ၄နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းနဲ့ကမ္ဘာသတင်းနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါခင်ဗျာစစ်တပ်ကအတူရောင်ငင်းချမ်းရေးလုပ်ငန်းစဉ်ကိုအကောင့်ထဲဖော်ဖို့စ조사နေတယ်လို့တိုင်းရင်းသားတော်လှန်ရေးကောင်းဆောင်တွေနဲ့နိုင်ငံရေးလေးလာတုံသက်သူတွေကပြောပါတယ်အောင်သူသတင်းပေးပို့ထားပါတယ်ခင်ဗျာအနာဒိစကောင်းဆောင်ကတနင်္ဂနွေနေ့တက်ခဲ့တက်ခဲ့မှုရစိတ်ဘောသူစာချုပ် SCA လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်အခမ်းအနားကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင်အသီးသက်တွေအနေနဲ့လက်မှတ်ထိုးခဲ့ကြတဲ့နိုင်ငံတကာအစိုးရတွေကိုပါဖိတ်ပြီးနေပြည်တော်မှာကျင်းပဖို့စီစဉ်နေတဲ့အပေါ်အခုလိုပြောဆိုကြတာပါစစ်တပ်ကနိုင်ငံတော်အနာကိုတင်းယူလိုက်တာကြောင့်တိုင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ချုပ်ဆိုခဲ့တဲ့တနင်္ဂနွေပြက်ခတ်တက်ခတ်မှုရဲ့စည်းရေးသဘောတူစာချုပ် NCA ဟာပြက်ပြက်သွားခဲ့ပြီးဖြစ်တယ်လို့တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ အဲ့ဒီစာချုပ်ကိုအရာဒိန်းစစ်တပ်ကသူကိုယ်တိုင်ဖျက်ဆီးလိုက်ပြီးဖြစ်ပေမဲ့ SCA စာချုပ်ကိုအခြေခံပြီးဒိုင်းသားတော်လိုင်းအဖွဲ့တချို့နဲ့ဆက်လက်ဆောင်ရွက်နေတာဟာအတူရောက်ငင်းငယ်လုပ်ငန်းစဉ်ကိုဖော်ဆောင်နေတာလို့ SCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ပို့မြူဒါဖက်ဒရယ်ကောင်စီဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်သမရဤဦးဦးမြေတရားရုံးမှာထွက်ဆိုချက်တွေကဘာအောင်ပြောတာလဲဆိုရင်စစ်ကောင်စီပြောခဲ့သလိုအာဏာကိုသိမ်းခဲ့တာမဟုတ်အာဏာကိုသိမ်းခဲ့တာဖြစ်ပါ အာနာကိုတင်ရတာဖြစ်တဲ့အတွက်ဒီနေ့ရွေးကောက်ပွဲကိုဟာစစ်ကောင်စီကကျင်းပခွင့်မရှိဘဲနဲ့ကျင်းပတာဖြစ်ပါတယ်။ဒါဒီဒီရွေးကောက်ပွဲကတရားမဝင်ပါဘူး။ဒါကြောင့်အခုကတော့လူစုကိုလှည့်စားပြီးတော့လုပ်တဲ့ရွေးကောက်ပွဲကတက်လာတဲ့အစိုးရကြီးလွတ်တော်တွေဆိုတာအထူးရောက်လွတ်တော်နဲ့အထူးရောက်အစိုးရတရားမဝင်တဲ့အစိုးရနဲ့တရားမဝင်တဲ့လွတ်တော်တွေကဖြစ်မှာဖြစ်တဲ့အတွက် NCA အကောင့်တွေပေါ်ခွင့်မရှိပါဘူး။ပေါ်လို့လည်းရမှာပေါ့ပေါ့။ NCA စာချုပ်အကောင့်တွေပေါ်မှု ဖြစ်နေတဲ့ကုလုံကို ကစစ်တပ်ကအာဏာသိမ်းတဲ့နည်းနဲ့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် NCA စာချုပ်ကစာချုပ်အဖြစ်တော့ရှိနေတော်လည်းပဲ NCA စာချုပ်အကောင့်နဲ့ပေါ်လို့မရတော့ပါဘူး။ဒီနေ့ဒီကလောက်တာကတော့ NCA စာချုပ်ကိုပြန်လဲအကောင့်ထဲပေါ်နိုင်ဖို့မဟုတ်ပဲနဲ့ NCA စာချုပ်ကိုအသုံးချပြီးတော့အတူရောငင်းငင်းလုပ်ငန်းစဉ်တွေကိုလုပ်ဖို့အတွက်ကပနာမအစပြုတာလို့ကျွန်တော်အဲ့လိုမြင်ပါတယ်။ NCA စာချုပ်ဟာအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ joint ownership အနေနဲ့လက်မှတ်ရေးထိုးပြီးချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တာကြောင့်တဖက်ထဲကနေဥဆောင်ပြီးဆွေးနွေးပွဲတွေကိုဆောင်ရွက်ပိုင်ခွင့်လည်းမရှိဘူးလို့ဆိုပါတယ်အနာသိန်းပြီးနောက်ပိုင်းမှာ NCA စာချုပ်အပေါ်မှာဒေါ်လာကွဲလွဲမှုတွေရှိခဲ့ပေမဲ့အနာသိန်းစစ်တပ်ကတော့ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီစာချုပ်ကိုအခြေခံပြီးတိုင်းသားတော်လှန်ရေးဖွဲ့တွေနဲ့ဆက်လက်ဆွေးနွေးမဲ့သဘောမျိုးရှိတယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးလှလာတုံးသက်သူတချို့ကတုံးသက်ပါတယ်ဒီလာထဲမှာ နေပြည်တော်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ SCA စာချုပ်လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်နှစ်ပတ်လည်ပွဲဟာ SCA ရဲ့အနှစ်သာရကိုဆက်လက်ဆောင်ရွက်ဖို့အတွက်အခက်အခဲတွေကြာကနေဆောင်ရွက်တဲ့ပွဲဖြစ်တယ်လို့ 7EAU Alliance အဖွဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကျော်ညွန်ကပြောပါတယ် SCA ဒီနိုင်ငံကြီးအခြေအနေရကျွန်တော်တို့နောက်ဆက်ပြီနောက်ဖေဖော်လာတည်ရင်းနဲ့နောက်ပိုင်းအနေစပြီးတော့အကောင့်ချက်ပုံမူကြီးရတန်းသွားတယ်ဆိုတာကတော့မှန်ပါတယ်အဲ အင်စီကလွတ်တော်မှာတရားဝင်အတည်ပြုရတဲ့စာချုပ်တစ်ခုလည်းဖြစ်တယ်အာအင်စီပါအချက်လက်တွေရပေါ်လေဘယ်အချိန်နေဘယ်အချိန်ကမှအင်စီကပြည့်ပြည့်တယ်ဆိုတာတိတိကျကျပြတ်ထန်တာမရှိတဲ့အတွဲကြောင့်မလို့ဒါဟိုစာပေါ်လေလွတ်တော်ရဲ့လုံထုံလုံနေရပေါ်လေအာဆက်ပြီးတော့အာသွားကြမယ်လို့ပဲကျွန်တော်ထင်ပါတယ်ဒီအချိန်တစ်ခုပေါ်မှာအင်စီပြည့်ချင်းမပြည့်ချင်းဆိုတာတော့ကျွန်တော်အနေနဲ့ တဆုပ်ပြရတော့ market ဒီမပြောလို့ပါခင်ဗျစတကအနာသိမိတဲ့နောက်ပိုင်းမှာ SC စာချုပ်ရဲ့ဆောင်ရွက်ချက်တွေဟာရက်တန့်သွားခဲ့တယ်လို့အဲ့ဒီစာချုပ်ရှိခြင်းမရှိခြင်းဆိုတဲ့တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာအမြင်အမျိုးမျိုးရှိနေပေမဲ့အဲ့ဒီအပေါ်မှာအငင်းမပွားလို့ဘူးလို့လဲဆိုပါတယ်စတက2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုဆက်လက်အာဏာရယူပိုင်ခွင့်မပေးဘဲ2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာ နိုင်ငံတော်သမ္မတအပါအဝင်အစိုးရအကြီးအကဲတွေကိုဖမ်းပြီးအာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းအာဏာသိမ်းစစ်တပ်ကဥဆောင်ပြီး NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ကိုင်းသားတော်လှန်ရေးနဲ့ကိုင်းအဖွဲ့6ဖွဲ့နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုဆက်လက်ဆွေးနွေးခဲ့ပါတယ်။အပြည့်ရဲ့အဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားစည်းရုံး KMU ဒီမှာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF နဲ့ ပိုမျိုးသားလူမျိုးရေးဖွဲ့ချုပ် PNL ကိုဖွဲ့တွေကတော့စစ်တပ်နဲ့ဆက်လက်မဆွေးနွေးပဲ NCA စာချုပ်ဟာစစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်ပြက်ပြဲသွားပြီလို့ပြောဆိုထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာဒီကနေ့မှာကြားရတဲ့မြန်မာတက်ကရစ်1388ခုနှစ်အတွက်သတင်းကြော်လာပြင်းနဲ့အဘိဓမ္မာအခါတော်နေ့မှာနိုင်ငံတော်မျက်နှာလိုတင်စားကြတဲ့ရန်ကုန်မြို့ကရွှေတဂုံစီတီတော်မှာဖျားဖူးပြည်သူတွေနဲ့အထူးစီကားခဲ့ပါတယ် ရန်ကုန်မြို့ဟာအခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိစစ်ဆောင်မိသားစုတွေပြောင်းရွှေ့ခိုးလုံရာပြည်တွင်းနောက်ဆုံးခံတပ်ဖြစ်လာတဲ့အတွက်တနစ်ထက်တနစ်လူရည်ပုံများလာပါတယ်။အခုလိုအခါကြီးရကြီးတွေနေမှာလဲပုံမစီကားလာတာကိုတွေ့မြင်ရပါတယ်။ဒီနေ့မှာဆိုရင်စစ်ကော်မရှင်ကရန်ကုန်တမြို့လုံးရှိ မြို့နယ်အလိုက်ရက်ွက်လိုက်ပျော်ပွဲရှင်ပွဲ၁၂ပွဲစည်းရမ်းတွေကိုလည်းပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်ခင်ဗျာ။ စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဝေဖန်သူတွေကိုတင်းတင်းကြပ်ကြပ်အေးအေးဓာရီနဲ့ဖမ်းဆီးဓာရီလုဆောင်နေပြီးအေးအေးခံရသူ64ယောက်ရှိသွားပြီဖြစ်ပါတယ်။အဲ့ဒီထဲမှာအသက်မပြည့်သေးသူတွေလည်းပါဝင်နေပါတယ်။မြတ်သစင်ပြေပို့ထားပါတယ်ခင်ဗျာ။ Partisan Democracy အတူတူရွေးကောက်ပွဲကိုပြက်ပြားစေရန်ရည်ရွယ်ပြီးလှုပ်ဆောင်စစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်ဝေဖန်ခဲ့သူတွေကိုရွေးကဥပဒေလိုခေါ်တဲ့ Partisan Democracy အထွေထွေရွေးကောက်ပွဲတွေကို နောက်ဆက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့အရေးယူထားသူ64ယောက်ရှိသွားပြီလို့အော်တိုဘာလ3ရက်နေ့ကနေပြည်တော်မှာလုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာစစ်တပ်ပြည်ထောင်စုဝန်ကြီးဒုတိယပိုချုပ်ကြီးထွန်းထွန်းအောင်က ပြောပါတယ်။ဒီထဲမှာပထမဆုံးဖမ်းဆီးခံခဲ့ရသူကရှမ်းပြည်နယ်တောင်ကြီးမြို့ကကိုနေသွေးဖြစ်ပြီးဩဂုတ်လကဖမ်းဆီးခံခဲ့ရပြီးတော့စက်တင်ဘာလ9ရက်နေ့မှာ စစ်ခုံရုံးကနေပုံမှန်23ကာဂျီနဲ့အလုတ်ကျန်းနဲ့ထောင်တန်း9နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့စက်တင်ဘာလ14ရက်နေ့မှာကရပြည်နယ်လွိုင်းကော်မြို့နယ်ကကိုပိုင်စိုးကိုဟန်ထွန်းအောင်ကိုအောင်နိုင်လင်းကိုဖြိုးပိုင်စီအောင်နဲ့ကိုထွန်းနေဦးလှိုင်တို့၅ရောက်တို့ကိုလည်းပုံမှ23ကာကြီးနဲ့အမှုဖွင့်အရေးယူခဲ့တာပါဒီဖန်စီခံခဲ့ရတဲ့9ယောက်မှ3ယောက်ကအသက်မပြည့်သေးတဲ့အရွယ်တွေလည်းဖြစ်ကြပါဗျ ဒါအပြင်စက်တင်ဘာလ16ရက်နေ့မှာတော့ရန်ကုန်တိုင်းရှိပြည်သားမြို့နယ်ကကိုရဲသူရအောင်ကိုကျော်ဝနာကိုချစ်ဝင်းနဲ့ကိုပြေထွန်းတို့၄ယောက်ကိုဖမ်းဆီးအရေးယူခဲ့တာပါစက်တင်ဘာလ16ရက်နေ့မှာတော့ရန်ကုန်တိုင်းလှိုင်းသာယာမြို့နယ်ကကိုအောင်ရဲထွန်းနဲ့ကိုရဲနိုင်ကြည်ဝင်းတို့ကိုဖမ်းဆီးခဲ့ပြီး23ကာကြီနဲ့အမှုဖွင့်ခဲ့ပြန်ပါတယ်ဒီလိုဖမ်းဆီးမှုတွေဟာစစ်တပ်အနေနဲ့လုံဆောင်ခွင့်အာဏာမရှိတယ်လို့ပြည်သူလူထုရဲ့ အခြေခံနိုင်ငံရေးခွင့်ရေးဖြစ်တဲ့မဲပေးခွင့်ကိုစော်ကားတာဖြစ်တယ်လို့မန္တလေးဒေသနိုင်ငံရေးစင်ကြံဖြစ်မြောက်ရေးအဖွဲ့ OFMPP ကကိုစင်ကဆိုပါတယ်။ DVB ရဲ့မေးမြန်းချက်ကိုကိုစင်ကစာနဲ့ရေးသားဖြေဆိုခဲ့တာဖြစ်ပြီး DVB သတင်းတောက်တယောက်ကအတန်စားထိုးဖတ်ကြားပေးထားပါတယ်။အခုလိုတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲကိုမဖြစ်မနေပြုလုပ်ဖို့ကြိုးစားတာရွေးကောက်ပွဲနဲ့ဆက်လင်းတဲ့ဥပဒေတွေပြဋ္ဌာန်းတာဟာလူမျိုးရဲ့ဒီမိုကရေစီအခွင့်အရေး လူလူရဲ့အခြေခံနိုင်ငံရေးအခွင့်အရေးဖြစ်တဲ့မဲပေးဝင်ကိုပြောင်ပြောင်တင်းတင်းစော်ကားတယ်လို့ပြောလို့ရပါတယ်။နော်ဘီဒီတူရောင်ရွေးကောက်ပွဲကိုပါဝင်ပူးပေါင်းမှုမပြုဖို့နှိုးဆော်သူတွေမပါဝင်လူသူတွေကိုအထမတရားမဝင်တဲ့နီးလန်းတွေနဲ့အေးအေးယူဖို့လှုပ်တာပြစ်ဒဏ်ချမှတ်တာဆက်ဆက်ဥပဒေတွေထုတ်ပြန်နေတာတွေမဲပေးနိုင်ရေးနီးမြွမြွနဲ့ပြည်သူကိုချိမ့်ချောက်ဖိအားပေးတာတွေလူလူရဲ့မဲပေးခွင့်အခွင့်အရေးကိုအလွဲသုံးစားလှုပ်တာတွေဟာစစ်တပ်ကိုယ်တိုင်ကသူတို့လှုပ်ဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲကို တို့ကိုယ်တိုင်ကပဲအကြမ်းဖက်နေတာဖြစ်တယ်လို့လည်းပြောလို့ရပါတယ်စစ်တပ်ကရွေးကဥပဒေကိုပြဋ္ဌာန်းပြီးအဲ့ဒီဥပဒေအရာအရေးယူတဲ့အမှုတွေကိုဝါရဖြန့်သတင်းစာတွေကနေဖော်ပြလေးရှိပါတယ်ကြံတဲ့အမှုတွေထက်ရွေးကဥပဒေနဲ့ဖမ်းဆီးအရေးယူတဲ့အမှုတွေကိုဒီလိုဖော်ပြတာဟာစစ်တပ်ကသူတို့လုံးမဲ့ရွေးကောက်ပွဲကိုမဆန့်ကျင်ရအောင်ပြည်သူကိုချင်းချောက်တာလို့ဝေဖန်တာတွေရှိပါတယ်ရန်ကုန်မြို့ကလူငယ်တယောက်ဖြစ်တဲ့မဟိမန်ကတော့အာနာသိမ့်မိကြတဲ့က ်စစ်အုပ်စုဟာသူတို့ကိုစန့်ကျင်သူတွေကိုဖမ်းဆီးထောင်ချတာတွေအမြဲပြုလုပ်လေးရှိပြီး အခုလဲရွေးကောက်ပွဲနေတော့ပိုပြီးတင်းကျပ်တာတွေရှိတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းလူငယ်တယောက်အနေနဲ့တော်လှန်ရေးအတွက်လှုပ်ရှားရှိတာတွေကိုအမြဲလှုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့လူငယ်ရင်းနဲ့ကျွန်တော်တို့တနိုင်တဲ့ဘက်ကနေပြောအမြင်ပေါဝင်နေမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒါပေမဲ့ကိုကဒီလိုမျိုးလုပ်တဲ့အခါမှာကိုတို့လည်းဒီအနေရှိရပေါ့န တို့ရတယ်တို့လုံးဆရာရှိရအောင်တို့လုံးနေတလူမျိုးပေါ့နော်ဒီကျမတို့ကလည်းကျမတို့ပြည်သူတွေအနေနဲ့ကျမတို့ဒီလုံးဆရာရှိအောင်လုပ်ရမယ်တို့ရတယ်ဒီရွေးကောက်ပွဲကိုဟိုဖြစ်အောင် လုပ်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်တို့လည်းဖြစ်အောင်လုပ်မယ်ဆိုတော့ညီမတို့ဒီကျမတို့ဘက်ကနေပြီးရင်ကျမတို့ဒီလုံးဆရာရှိရရောဟိုအမြင်မပြတ်စဉ်းစားမပြတ်ဆက်ပြီးတော့လုပ်တော့ဖို့လိုရပေါ့နော်ရွေးကောက်ဥပဒေမှာအခန်းရှိခန်းနဲ့ပုံမှန်32ခုရှိပြီး ထောင်နဲ့၃နှစ်ကနေတည်တံအထိချမှတ်နိုင်တဲ့ပြည်ထံတွေပါပါတယ်။ဒီရွေးကဥပဒေနဲ့စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုကန့်ကွက်ခဲ့ကြတဲ့ကရင်အမျိုးသားစီယုံ KNU ဥက္ကဋ္ဌဘရူဆိုးကွယ်ထူးဝင် အပါဝင် ခေါင်းဆောင်တွေကိုလည်းအမှုဖွင့်ထားပါတယ်။ဒီလိုမျိုးအလားတူအမှုဖွင့်ခံရတဲ့ဖြစ်စဉ်တွေရှိပြီးဖြစ်စဉ်ပေါင်း44ခုရှိပါတယ်။တဝဲခိုင်ဒီမိုကရေစီအရေးလှောင်ရှားမှုတပိတ်ကော်မတီ DDMSC တာဝန်ခံကိုမင်းလွင်ဦးက ီလိုမတရားတဲ့ဥပဒေနဲ့ဖမ်းဆီးအေးအေးယူမှုတွေဟာနိုင်ငံရေးအန်တုမှုနီလန်းတွေနဲ့စစ်အာဏာရှင်ကိုတိုက်နေတဲ့အင်အားစုတွေအတွက်တော်တော်လေးအကျက်တွေ့စေတယ်လို့ဆိုပါတယ်။စေအုပ်စုကပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့တေချာလေးလာစောင့်ကြည့်သင့်ပြီးတော့ဒီရွေးကောက်ပွဲကထွက်လာမဲ့အယောင်ပြအစိုးရကိုလည်းအတိမတ်မပြူချဖို့ကိုလည်းကိုမင်းလွင်ဦးကတောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဟိုမဲပိခွေလည်းရှိတယ်လို့ပဲမဲမပိခွေလည်းရှိတယ်အဲ့ယူကောက်ကိုကျွန်တော်တို့ဆက်ကျင်ခွေလည်းရှိတယ်ဒါကျွန်တော်တို့နိုင်ငံသားတရုတ်ရဲ့ရမယ်အခြေခံခွေကြီးဖြစ်တယ်ဟောဗျာအဲ့အဲ့တော့ဒါကိုဟိုနိုင်ငံတကာနေနဲ့လည်းပဲဟိုအဲသတိချလေးလေးလာစောင့်ကြည့်ပြီးတော့ဟိုစစ်ကောက်စီရဲ့တရုတ်ယူကောက်ပွဲကိုဆက်ကျင်သွားဖို့လိုတော့ဟောဗျာအခုဆိုလို့ရှိရင်စစ်ကောက်စီကတကယ်ပဲပေါ်ပေါ်ထင်ထင်ဟိုဘလောက်ဟိုဒီကျွန်တော်တို့ဟိုနိုင်ငံသားခွေကြီးတွေချုပ်ဖောက်နေလဲဆိုရဲဟာကိုဟိုနေ့စဉ်နဲ့မျှဟိုချင်းသားမျိုးသားပြနေတာပဲဗျာအဲ့တော့ဟိုဒီ ဒီနိုင်ငံကဟိုဆိုးရွားတွေနေနေလည်းပဲနိုင်ငံကဟိုဖွဲ့ဖွဲ့စည်းတွေနေနေလည်းပဲဒီစစ်ကောင်စီကဥမာတကယ်လို့ရုပ်ကောက်ပွဲလုပ်နိုင်တယ်ဆိုလို့ရှိရင်ပဲအဲ့ဒီရုပ်ကောက်ရုပ်ကောက်ပွဲကတက်လာတဲ့ဟိုဒီသူတို့ရဲ့ရုံကြဆိုးရွားကိုပြောဖို့အဲနိုင်ငံကြီးအတိမံပြီးဖို့ပေါ့ဗျာအဲအဲ့ဒါမျိုးလုပ်စီချင်တာပေါ့ဗျာရွေးကောက်ဥပဒေလို့ခေါ်တဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနောက်ဆက်ဟန်တာဖျက်ဆီးတာကနေကာကွယ်ပေးရေးဥပဒေကိုအာနာသိန်းစစ်ခေါင်းဆောင်က ဇူလိုင်လ29ရက်နေ့ကလက်မှတ်ရေးထိုးပြထန်းခဲ့တာဖြစ်ပါတယ်။ကျမမြေသစင်ပါရှင်။ပြီးွားနားလဲပြီးတော့မှအလုံးရက်တီရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်အတွင်းရှိနမတူမြို့နယ်ဒီဘောမြို့မှာအော်တိုဘားလ6ရက်သတင်းကြော်လပြင်းနဲ့မနက်9နာရီခွဲကျော်အချိန်စစ်ကောင်စီက Jet Fighter နဲ့ထပ်မံဘုံးကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။သတင်းကြော်လပြင်းနဲ့မနက်9နာရီမိနစ်30ဝန်းကျင်နမတူမြို့ပန်ဟိုင်းရက်ကွက်နစ်ကို ချက်လျင်နဲ့ဘုံကျဲသွားခဲ့တာလို့ဒေသခံကပြောပါတယ်။လျင်ဘုံကျတဲ့နေရာနဲ့တော်တော်လန်းလန်းပန်ဟိုက်ရက်ွက်တင်းနဲ့သုံးတွေအထိအိမ်တွေရဲ့မှန်တွေကွဲကမျက်နှာချက်တွေပြုတ်ကျကုန်တယ်လို့သူကဆက်ပြောပါတယ်။စစ်ကောင်စီကနမတူမြို့မှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်၄မိနစ်အကြာမှာတိဘောမြို့တဲကိုလည်းဘုံကျဲတိုက်ခိုက်သွားခဲ့တယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။လာပြင်းနေ့မှာဖျားသွားကြောင်းတက်ဖုန်ကြီးကြောင်းရောက်နေချိန်မို့လို့လူထိခိုက်မရှိတာလို့သိရပါတယ်။နမတူမြို့မြို့မဆေးရက်ွက်နဲ့ ဒီကနေ့ Jet Fighter နဲ့ဘုံကျဲခံရမှုမှာတော့နေအိမ်၆လုံးထိမှန်ပျက်စီးခဲ့ကြောင်း TNL သတင်းနဲ့ပြန်ကြားဌာနကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာကြောင်မဲမြုပ်တွင်ကိုလက်နက်ကြီးကြီးတွေကြားရောက်ပါခွဲလာကြောင်းနေအိမ်နဲ့ဖုန်ကြီးကျောင်းတွေထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်ခွန်စာအုပ်သတင်းပေးပို့ထားပါတယ်ခင်ဗျာ တရနာနယ်တအန်တက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်ကြောင်မဲမြို့ကိုအာနာဒိန်းစစ်ကော်မရှင်တပ်ကလေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ကူယူပြီးမြေပြင်အင်အားအလုံးရင်းနဲ့နှစ်လကျော်ကြာထိုးစစ်ဆင်ပြီးအောက်တိုဘာ၁ရက်နေ့မှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းအောက်တိုဘာ၂ရက်နေ့ကစလို့ကြောင်မဲမြို့ထဲနဲ့မြို့ပြင်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ိတ်လင်ခဲအင်းအုတ်ချင်းရက်ွက်တွေကိုကြားရောက်ပောက်ကွဲပြီး လူနေအိမ်နဲ့ဖုံးကြောင်တစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မနေ့ညတော့အောင်အောင်ပဲဘယ်ဖက်ဖြစ်လို့ဖြစ်မှန်းတော့မသိရဘူး။မနေ့ကနေရောညမနေ့ညဆိုမှ88လောက်မနေ့ညတခုထဲကိုဆက်တိုက်တုံးတွေလမ်းလမ်းကြီးတွေအောင်မသိတောင်းအောင်ပဲ။ဘုံကြီးတောင်းကညတကောင်တနိုင်မှခရ။ကြောင်မဲမြို့မှာအောက်တိုဘာ2ရက်နေ့ကစပြီးစစ်ကော်မရှင်တက်ရဲ့လက်အောက်ခံအုပ်ချုပ်ရေးပိုင်းနဲ့ဌာနဆိုင်ရာတွေပြန်လည်ဝင်ရောက်လာနေတာပါ။ ဒါအပြင်မြို့အနီးနားကျေးရွာတွေဘက်ကိုစစ်ဘေးရှောင်နေကြတဲ့မြို့ကန်ပြည်သူတို့ချို့လည်းမိမိနေအိမ်ကို ပြန်နေကြပြီလို့လည်းဆိုကြပါဗယ်ဝင်လို့ရပြီလားဆိုတော့သူက50 60ပိုင်းနေကိုတော့ပြင်ဝင်တယ်ဒါမှဒါကနေဝင်တဲ့ဟာမဟုတ်ဘဲနဲ့မြို့ကျွန်တော်တို့ကမြို့မှာဖာလုံနေပြီးသားဘာညာဘာညာဆိုရင်ဟိုတို့ကသူဖြစ်တဲ့ဒီနေ့ကမှကျွန်တော်တကယ်ချင်းတယောက်ပြန်သွားခဲ့တယ်ပြန်တော့နေကြပြီဟုတ်တယ်ဟုတ်ရှမ်းပြည်နယ်မြောက်ပိုင်းကြုံမဲမြို့ကိုတရနှစ်နှစ်တအံ့တက်နေနဲ့ လက်လွတ်လိုက်ရပြီလို့ PNN ရဲ့တည်င်းနဲ့ပြန်ကြားရေးဌာနမူလွေရီဦးက DPP တည်င်းဌာနကိုတရားဝင်အသိပြုပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းမှာစစ်ကော်မရှင်တပ်ဟာတရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့လာရှုံမြို့ကိုပြန်လည်ရရှိခဲ့ပြီး နောင်ချုံနဲ့ကြောက်မဲမြို့ကိုတော့စစ်ရေးအပြန်လည်တိမ့်ပိုက်နိုင်ခဲ့တာပါ။ ဆက်လက်ပြီးမြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိနေပါတယ်ကျွန်တော်ခွန်စောဦးပါ တွင်စက်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲယုံမှုစက်ကင်နဲ့မဲယုံတာဝန်ယူရမဲ့ဝန်ထမ်းတွေအနေနဲ့မဲဆင်းပမပါကြည့်ရှုပြီးဆင်းရဲမပါရင်အကြောင်းကြားဆောင်ရွက်ဖို့စစ်ကောင်စီကလှုံ့ဆော်ခိုင်းနေတယ်လို့ပြည်ညာဝန်ထမ်းတွေနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ရကြွေးရုံးနဲ့မှာကတ်ထားတဲ့မဲဆင်းတွေကိုမဲယုံတာဝန်ယူရမဲ့ပညာရေးဝန်ထမ်းတွေထွေအုပ်နဲ့မိသားဝန်ထမ်းတွေကိုသွားစစ်ခိုင်းတာဖြစ်ပြီးမဲဆင်းမားတာနဲ့နာမည်မပါတာတွေရှိရင်မဲဆင်းပြန်ပြင်ဖို့ခိုင်းနေတယ်လို့ဆိုပါတယ်။ မဲယုံတာဝန်ယူရမယ့်သူတွေကကြိုတင်မဲပေးရမှာဖြစ်ပြီးမဲမပေးတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုအရေးယူမယ်လို့ချိန်ချောက်နေကြအောင်အောက်ချုပ်ရေးဝန်ထမ်းမိသားစုဝင်တယောက်က DVB ကိုပြောပါတယ်ပတိန်မြို့နယ်ကရဲကြီးရုံးနယ်မှာအော်တိုဘားလာဇန်းကစတင်ပြီးမဲဆင်းတွေကတ်ထားကမဲဆင်းလာရောက်ကြည့်ရှုသူမရှိဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။ပတိန်မြို့နယ်မှာ2015-2020ရွေးကောက်ပွဲတွေအတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကနေရာဆုံးအနိုင်ရခဲ့တယ်လို့မှတ်တမ်းတွေရသိရပါဗျခင်ဗျာ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းဒေသမှာနေထိုင်ကြတဲ့လူနည်းစုရခိုင်မျိုးနွယ်စုဝင်တွေအနေနဲ့လူခွင့်ရေးချုပ်ဖောက်ခံရမှုတွေလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေစတိုက်ကျူးလွန်ခံရပြီးတော့မလုံခြုံမှုတွေဖြစ်လာနေတယ်လို့စစ်တကောင်းဒေသခံတွေစီကနေသိရပါဗျ။ကိခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့စတင်ဘာလ23ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေသခါကာဆိုရီခရိုင်မှာရှိတဲ့ရခိုင်မျိုးနွယ်စုဝင်မရမာလူမျိုးအသက်7နှစ်အရွယ်ရှစ်တန်းကျောင်းသူတယောက်ကိုဘင်္ဂလားဒေ့ရှ်အမျိုးသား3ယောက်ကအုပ်စုဖွဲ့အာဓမပြုကျင့်မှုဖြစ်ခဲ့ပါတယ်အဲ့ဒီအမုံနဲ့ပတ်သက်ပြီးအာရမပြုကျင့်သူတွေကိုဖမ်းဆီးအရေးယူပေးဖို့အတွက်စစ်တကောင်ចောင်းသားတမကចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်သားတွေဟာမြို့နယ်အသီးသီးမှာငင်းကျဲစော်ဆရာပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ဆန္ဒပြသူတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကပြစ်ခတ်ဖြိုခွင်းလို့လူ9ယောက်ထက်မနည်းသေဆုံးပြီးတော့လူပေါင်း40ကျော်ပြင်းထန်တရာရရှိတော်တယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်အရာသိရပါတယ်အဲ့ဒီအုပ်စုဖွဲ့မတိန်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူ၃ယောက်ထိကတယောက်ကိုပဲဖမ်းဆီးရမိပါသေးတယ်။ဒါပေမဲ့တိတ်မကြခင်စတင်ပါလ30ရက်နေ့အဲ့ဒီဒေတာမှာပဲအသက်15နှစ်အရွယ်ဌာနေတိုင်ရင်သူဂါရူအမျိုးသမီးငယ်တယောက်ကို ဘင်္ဂလားဒေ့ရှ်အမျိုးသားတယောက်ကအာရမပြုကျင့်မှုထပ်ဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကအတည်ပြုပြောဆိုပါတယ်။အဲ့ဒီအမှုကျူးလွန်သူကိုလည်းလက်ရှိအချိန်ထိအရေးမယူနိုင်သေးဘူးလို့သိရပါတယ်။ဒါကြောင့်လက်ရှိမှာစစ်တကောင်ဒေတာတွင်မှနေထိုင်နေကြတဲ့လူနည်းစုဖြစ်တဲ့ရခိုင်မျိုးနွယ်စုဝင်တွေဟာမလုံခြုံမှုတွေကိုရင်ဆိုင်နေရတယ်လို့စစ်တကောင်ဒေတာခန်အမျိုးသမီးငယ်တယောက်ကပြောပါတယ်။အရာခါဆိုပြီးတော့က အရင်တော့ကဆိုရင်ကျမတို့ဒေတာတွေမှာလွလွလပ်လပ်သွားလို့ရပါတယ်။အခုဆိုရင်အဲ့လိုသွားလို့လည်းမရတော့ဘူး။မိန်းကလေးတွေဆိုရင်မရင်းကျင်ခံရတာတွေ၊ယောက်ျားလေးတွေဆိုရင်အသက်ခံရတာတွေအများကြီးဖြစ်နေပါတယ်။ဒါကြောင့်ရခိုင်မျိုးနွယ်စုတွေအနေနဲ့ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေရတာကအသက်အန္တရာယ်တိလုံခြုံမှုမရှိပါ။ကြောက်လန့်စွာနဲ့ရင်ဆိုင်နေရတာပါ။စိုးရိမ်မှုတွေအများကြီးရှိနေပါတယ်။ပြဿနာတွေဖြစ်ရင်လည်းတရားမျှတမှုတွေမရရှိပါ။ တရားဥပဒေကအမျိုးသားရေးဘာသာရေးခွဲခြားဆက်ဆံပါတယ်ဗလိုက်မှုတွေလည်းရှိပါတယ်စာတင်ကျောင်းတွေမှာဆိုရင်တော့မိန်းကလေးတွေအနေနဲ့လုံခြုံမှုမရှိပါမရင်းကျင်တာတွေရှိပါတယ်အမှန်တရားကိုပြောမယ်ဆိုရင်လည်းပြောလိုက်ရင်တက်ပြစ်မယ်ဆိုပြီးအသက်အန္တရာယ်ကိုချိန်ချောက်တာတွေရှိပါတယ်ဒီနေရာမှာနေရတာကလုံခြုံမှုဆိုတာလုံးဝမရှိဘူးလို့တောင်ပြောလို့ရပါတယ် မဒိမှုတူးလွန်သူတွေကိုအရေးယူပေးဖို့စင်တာပြနေတဲ့သူတွေကိုပြစ်ခတ်ဖြိုခွင်းမှုအပြီးမှာတေဆုံခဲ့တဲ့ចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်းသားတွေရဲ့ရော့အလောင်းတွေကိုဘင်္ဂလားဒေ့စစ်တပ်နဲ့လက်နက်ကိုင်အုပ်စုတွေကမင်းရှို့ဖျောက်ဖျက်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြောဆိုပေးမယ်။ဒီဘူဘီအနေနဲ့တီးခြားအတီးမပြူနိုင်သေးပါဘူး။ ဒါအပြင်ကွန်မာရာမြို့မှာရှိတဲ့ရခိုင်မျိုးနယ်စုဝင်တရက်ဈေးဆိုင်ခန်းတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ဆိုင်ခန်းပေါင်း60လောက်မိလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့အနေအထားမှာရှိတဲ့နေအိမ်တွေလည်းမိလောင်မှုတွေပါတော့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်တကောင်းဒေသရခိုင်မျိုးနယ်စုဝင်တွေနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကြားပဋိပက္ခတွေဆက်လက်တင်းမာနေစေဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကလူမျိုးစုရခိုင်မျိုးနွယ်စုဝင်ဌာနေတိုင်းရင်းသားတွေအပေါ်မှာလူမဆန်သောအကြမ်းဖက်မှုတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချပါတယ်လို့ American ရခိုင်လူမှုအဖွဲ့အစည်း American American Community AAC ကအောက်တိုဘာလ၁ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အလာတူပဲရခိုင်ပြည်ချောင်းသားသမဂ္ဂကလည်းစင်တာ ထုတ်ဖော်ခဲ့ကဘင်္ဂလားဒေ့ရှ်စစ်တပ်ကလက်နက်အာကုန်နဲ့အပြစ်မဲ့ဌာနေတိုင်းရင်းသားပြည်သူတွေကိုလူမဆန်စွာအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်တဲ့အပေါ်မှာပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချတယ်လို့ဆိုပါတယ်။တရားမျှတမှုရရှိဖို့ကြိုးစားလှုံ့ဆော်နေတယ်။စစ်တကောင်ချောင်းသားသမဂ္ဂတွေဌာနေတိုင်းရင်းသားတွေနဲ့အတူရက်တီပြီးနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ရခိုင်ပြည်ချောင်းသားသမဂ္ဂရဲ့ဦးဆောင်ကော်မတီဝင်တယောက်ကပြောပါတယ်။ သူရဲ့အစာနဲ့ဖြစ်ကြားချက်ကိုဒီပူပီသတင်းထောက်ကအတန်အစာထိုးဖက်ကြားပေးတော့ပါမယ်။ရှစ်တန်းကျောင်းသူလေးကိုအာရမမှုကျွလွန်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုထိရောက်စွာအရေးယူပေးဖို့နဲ့လက်ရှိဆန္ဒပြချေဖြုတ်ခွဲခံခဲ့ရတဲ့ဒဏ်ရာရကျောင်းသားပြည်သူတွေနဲ့တေဆုံသွားတဲ့သူတွေအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အထိုက်အန်ဆုံးတစ်ခုကိုလုပ်ပေးရပါမယ်။ပြီးရင်ဒီကိစ္စကိုအစိုးရပြည်သားစွာနဲ့အာယုံဆိုင်ပြီးအရင်ဆုံးကင်တွယ်ဖြေရှင်းပေးစီလိုပါတယ်။ စစ်တကောင်တောင်းတန်းဒေသကကျွန်တော်တို့ရဲ့ညီအကိုမောင်နှမတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ဝမ်းနဲ့ကြေကွဲရတယ်လို့ကျွန်တော်တို့လည်းဝမ်းနဲ့ကြေကွဲရပါတယ်။ဒါကြောင့်မို့လို့သူတို့နဲ့သွေးတဲ့တသားတဲ့အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ဒီကိစ္စတွေအပြင်စစ်တကောင်ဒေတာခန်ရခိုင်မျိုးနယ်စုဝင်းနေတဲ့ပင်ကလေးတွေကြားလေယာဉ်မြေပိုင်ဆိုင်မှုအငင်းပေါ်တဲ့ပြဿနာတွေလည်းရှိနေပါသေးတယ်။ ဒီရပားအတွင်းမှာပဲရော်တော်ခရိုင်လက်ချောင်းသရီမျိုးနဲ့မဆက်ချောင်းမှာလင်းမြင်းပြတနာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကတပ်မျိုးနယ်စုဝင်အမျိုးသမီးတယောက်အုပ်စုဖွဲ့တိုက်ခိုက်ခံရပြီးဒဲရအပြင်းထန်ရရှိခဲ့လို့ဒေတာခန့်တွေစီကသိရပါတယ်စစ်တကောင်ဒေတာကရခိုင်မျိုးနယ်စုဝင်တွေဟာလူခွင့်ရဲ့ချိုးဖောက်မှုတွေနဲ့အတူစိုးရင်ကြောက်လန့်မှုတွေနဲ့နေနေကြရပြီးနိုင်ငံတကာအနေနဲ့တရားမျှတမှုရှိသောဆောင်ရွက်ပေးဖို့မျှော်လင့်နေကြပါတယ်ကျမကေခိုင်ပါ အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာပါချက်သမရနိုင်ငံလွှတ်တော်ရွေးကောက်ပွဲမဲ60ရာခိုင်နှုန်းကျော်ရွေးထွက်ပြီးချိန်မှာထရန့်ဝါဒီဝင်ကြီးချုပ်ဟောင်းဘီလီယံနာတထဲကြီးအန်ဒရီဘာပေးရဲ့လက်ရရင်းအများကြီးဝါဒီ ANO ပါတီကအနိုင်ရခဲ့ပါတယ်။ယူကရိန်းပေါ်စစ်ရေးကူညီပေးတာကိုစန့်ကျင်တဲ့ဘာပေးရဲ့ ANO ပါတီဟာအော်တိုဘာလ3ရက်နေ့နဲ့4ရက်နေ့တွေမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲ36ရာခိုင်နှုန်းကျော်အမတ်နေရာ80နဲ့ဝင်ပြိုင်တဲ့ပါတီတွေထဲမှာအများဆုံးရထားတာဖြစ်ပါတယ်။ရွေးကောက်ပွဲရလဒ်ဟာတမိုင်းဝင်ဖြစ်တယ်လို့ကြွေးကြော်ခဲ့ပြီးမဲထောက်ဝက်ကျော်မရပေမဲ့လို့တပါတီတဲ့အစိုးရဖွဲ့စည်းသွားဖို့မျှော်လင့်တယ်လို့ဘာဘေးကပြောကြားခဲ့ပါတယ်။ ANO ပါတီရဲ့အဓိပ္ပာယ်အရှိဟာမကြေမနက်ဖြစ်နေကြတဲ့နိုင်ငံသားများအတွက်ဆောင်ရွက်ချက်ပါတီလို့အဓိပ္ပာယ်ရသလိုအတူကအတန်ထွက် ANO ဆိုတာကကြတော့ yes လို့အဓိပ္ပာယ်ရပါတယ်။လက်ရှိဝန်ကြီးချုပ် Patrafiala ဥဆောင်တဲ့ဗဟိုလက်ရာရင်အထူတကွညွန်ပေါင်းကတော့မဲ22တသမ4ရာခိုင်နှုန်းအထိပဲရရှိထားပါတယ်။ချက်လွတ်တော်မှာ ANO ပါတီနိုင်သွားတာဟာယူကရိန်းအတွက်ပြဿနာဖြစ်လာမယ်လို့လေ့လာသူတွေကသုံးသပ်ထားပါတယ်ခင်ဗျာ။ဧရတောင်တိဘက်တောင်ဆောင်ဘက်ချမ်းမှာနှင်းမုန်တိုင်းကြောင့်တောင်တက်သမားရာနယ်ချီပိတ်မိနေပါဗျ။ လက်ရှိအချိန်မှာလူနေရာကျော်ကိုကယ်ဆယ်နိုင်ဖို့ကြိုးပမ်းနေဆဲဖြစ်ပြီးပိတ်မိနေသူအလုံးနဲ့အဆက်အသွယ်ရထားပြီလို့တရုတ်အစိုးရမီဒီယာကဖော်ပြပါဗါတယ်။တောင်တက်သမား350လောက်ကိုတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ရွှေရောင်သတင်းပတ်လို့ခေါ်တဲ့ရှေ့ရကြအမျိုးသားအလရဲ့အစခီးသွားတဲ့အများပြားရောက်ရှိနေချိန်မှာနှင်းမုန်တိုင်းတိုက်ခတ်ခဲ့တာပါ။အခုဖြစ်ပွားခဲ့တဲ့နေရာဟာအီရတ်တောင်ရဲ့အရှေ့ဘက်မျက်နှာစာကိုဥတီနေတဲ့ကာမာတောင်ကြားဒေသဖြစ်ပြီးတောင်တက်ခီးသွားတဲ့ကြားရေပန်းစားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့ပုံတွေရဒီအချိန်မှာမကြဆဖူးထူးထူးခြားခြားနှင်းထူထပ်စွာကြာဆင်းခဲ့ပြီးတဲတွေပါနှင်းဖုံးနေတာကိုတွေ့ရပါတယ်ခင်ဗျာအားစားတဲ့နေနဲ့ကတော့မြမကိုစားပြုတ်ကချင်ဖိုက်တာကြီးအွန်လန်းအန်ဆန်ဟာ ဝမ်ချမ်ပီယံရှစ်ရဲ့ဂုံတုဆောင်ခမ်းမမှာထည့်သွင်းဂုံပြုခံရတဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။အော်တိုဝါလာလေးရနေကထိုင်းနိုင်ငံမှာထိုးတက်ခဲ့တဲ့ Sweden Fighter ကတ်တစတန်ရဲ့ပွဲမှာအလဲထုံးနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်မှာအောင်လာကိုဂုံတုဆောင်ခမ်းမမှာထည့်သွင်းဂုံပြုမဲ့အကြောင်းဝမ်ချမ်ပီယံရှစ်ကကျင်ညာခဲ့တာပါ။ဂုံတုဆောင်ထိမ့်မတ်စုကိုလာမယ့်နိုဝင်ဘာလ16ရက်ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမဲ့1 173မှာချီးမြှင့်သွားခဲ့မှာပါ။ ဝမ်းရဲ့ဂုံတုဆောင်ခံမမှာပထမဆုံးဂုံပြုခံရသူက American Fighter Dimitri Johnson ဖြစ်ပြီး2024ခုနှစ်စက်တင်ဘာလမှာအနားယူခဲ့ပြီးတဲ့နောက်ဂုံတုဆောင်ခံဝင်ကစားသမားဖြစ်သက်မှတ်ကြီးညာခံခဲ့ရတာပါအဲဒီနောက် Brazil Fighter Viviano Fernandez ကိုလည်းဂုံတုဆောင်ကစားသမားအဖြစ်သတ်မှတ်ခဲ့ပြီး Online Ansan ကတတိယမြဂုံပြုခံရတဲ့ကစားသမားဖြစ်လာခဲ့တာပါ Middleweight နဲ့ Light Heavyweight Champion ခပတ် Champion ဟာအောင်လာဟာ1မှ10နှစ်နီးပါး ဖြတ်တန်းခဲ့ပြီးစုစုပေါင်းပွဲ20ထိုးသတ်ခဲ့ရမှာတော့15ပွဲနိုင်ပြီး9ပွဲရှုံးနိမ့်ခဲ့ပါတယ်ခင်ဗျာဒီဗီဗီရုံမြင့်တန်ကြားညနေ၄နာရီသတင်းတွေကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြစ်ဆက်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဆိုရဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ